ိတ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိတဲ့အချိန်တွေကိုပတ်ဆက်နေကြပြီးပြည်ပြည်များဝေးကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်ခရီးကျင်ကကြတော့ကိုရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူသူ့ရဲ့လက်ရှိကိုနဲ့ပတ်သက်တဲ့ခံစားချက်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးလက်ရှိချိန်မှာသူကဘယ်လိုခံစားချက်တွေဖြစ်နေလဲဆိုတာလေးကို collected reading လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင် these feelings are eating me alive. What do you see in me? I'm stuck in visions of us together. တော့ဒီ energy ကတော့ဒါကတော့ကိုယ့်ရဲ့ energy ဖြစ်နိုင်နေပေါ့နော်။ reading ကိုကြည့်ရသူတွေရဲ့ energy ဖြစ်နိုင်နေ။ကိုယ့်ရဲ့သူ့ပေါ်မှာထားတဲ့ဒီခံစားချက်ကြီးကပဲကိုကို စိတ်ပင်ပန်းစေရဆိုတာမျိုးလိုမြင်နေပေါ့เนาะ energy drain စေတယ်စိတ်ပင်ပန်းမှုတွေစိုးရိမ်မှုတွေတန်တရာတွေနောက်ကိုယ့်ကိုယ်ကိုထင်အောင်ထင်မှားတွေဖြစ်စေရဆိုတာမျိုးလိုမြင်နေနောက်တစ်ဖက်သူပေါ့เนาะတစ်ဖက်သူကရောကိုယ့်ရဲ့ခံစားချက်တွေကိုသိရလားကိုသူ့ကိုတတိယနေတာမျောနေနေတာမျိုးအော်တာဝရော သူသိရလားပေါ့เนาะအော်တော့ သူကိုကိုမြင်တဲ့အခါသူကိုကိုတွေ့တဲ့အခါသူကိုအကြောင်းတွေ့တဲ့အခါပေါ့နော်အဲ့ဒီခါကျတော့ရှင်ရောဘယ်လိုအရာတွေကိုတွေးလေးရှိတယ်တောင်းလဲသိကျင်နေမိရဲ့ဆိုတာမျိုးပေါ့နော်အဲ့တော့ပြောရရင်တော့လက်ရှိကိုသူပေါ်မှာထားတဲ့ခံစားချက်ကိုသူနဲ့ပတ်သက်ဖြစ်နေတဲ့ခံစားချက်မျိုးသူရောဖြစ်နေရလားပေါ့နော်အဲ့လိုမျိုးထပ်တူကြနေရလားပေါ့နော်နောက်ကိုရဲ့သူ့ပေါ်မှာထားတဲ့ဒီအခြေအရာပေါ့နော်ပြောရရင်တော့ဒီ energy တွေ ဒီခံစားချက်တွေဒီမိသားတွေဒါတွေကိုရောသူသိရလားပေါ့နော်ဒီလိုပုံစံမျိုးခံစားနေရဆိုတာကိုတွေ့ရတယ်နောက်တစ်ခုကကျတော့နှစ်ယောက်ရဲ့အနာဂတ်ကရှေ့ဆက်ဖို့ဖြစ်ရောဖြစ်နိုင်ရလားပေါ့နော်အခွင့်အရေးရောရှိရလားအာဘာလို့လက်ရှိအနေအထားကြီးကမသေချာတာမျိုးတွေဖြစ်နိုင်နေပေါ့နော်။ဒါကြောင့်မလို့တစ်ဖက်သူကမသေချာတာလည်းဖြစ်နိုင်နေပေါ့နော်။ဟောအဲ့တော့ ဒီနှစ်ယောက်ရှေ့ဆက်ဖို့အတွက်ကိုအခက်အခဲတွေများနေရလဲဖြစ်နိုင်တယ်။ဒါမှမဟုတ်လဲနှစ်ယောက်ရှေ့ဆက်ဖို့အတွက်ခုကိုမှအခုချိန်တွေမျှော်လင့်ချက်တွေမစွန့်လွတ်နိုင်သေးရမယ်ဖြစ်နိုင်တယ်ပေါ့နော်။ဒီလိုຢာတွေရပဲကိုပို့ပို့ပြီးတော့စိတ်ပင်ပန်းစေနေရဆိုတာမျိုးရယ်။မိကုန်းနေပို့ပို့ပြီးတော့ထုတ်နေမိရဆိုတာမျိုးရယ်။တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့လဲပို့ပြီးတော့တိကျနေမိရဆိုတာမျိုးရယ်ပေါ့နော်။အဲ့လိုပုံစံမျိုးတွေဖြစ်နေရပေါ့နော်။ဘာလို့ I feel so locks အဲ့တော့ဒီလူနဲ့ပတ်သက်လို့ရှင်လေကိုကအမြဲတမ်းစောက်တရားမရဖြစ်နေရပေါ့နော် ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကိုကတဖက်သူတဖက်သူကိုပါပေါ့နော်တခြားသူတွေကိုပါအကြံဉာဏ်ပေးနိုင်တဲ့အထိအဲ့လိုမျိုးဉာဏ်ကောင်းတဲ့သူပေါ့နော် smart ဖြစ်တဲ့သူမျိုးဖြစ်ဖြစ်ခြင်းဖြစ်နိုင်မယ်အာဉာဏ်ပညာအသိဉာဏ်ပညာနဲ့ကျွေးဝါးသူမျိုးလည်းဖြစ်ခြင်းဖြစ်နိုင်မယ်အာတည်တင့်တည်ကြုံတင့်တဲ့အဲ့လိုအတွေ့အကြုံမျိုးပေါ့နော်ဘဝအတွေ့အကြုံမျိုးတွေရှိကောင်းလည်းရှိနိုင်မယ်ပေါ့နော်အဲဒီလိုလူမျိုးဖြစ်နေပေမဲ့လည်းပဲတကယ်တကယ်ဒီလူနဲ့ကြတော့ကိုဘာလို့လောက်ရမှန်းမသိဘူးပေါ့နော်လမ်းပြောင်းနေရဆိုတဲ့ခံစားချက်မျိုးတွေနဲ့ကို ကိုကိုပြန်ရှာလို့မတွေ့ဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်နေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်နေပေါ့နော်ဒါကိုရဲ့လက်ရှိ energy ဖြစ်နိုင်နေပေါ့နော်အဒီ energy နဲ့ကပ်ညီရဆိုရှင်ဒီ reading ကိုစက်ကြည့်လို့ရပါပြီကတိရမသိတော့ပါဘူးထားလိုက်ပါတော့ဒါဆိုရင်တစ်ဖက်သူကရောအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ဘာတွေခံစားနေရလဲပေါ့နော်ဒီလိုကြည့်တဲ့ collective တွေရဲ့စိတ်ထဲမှာရှိတဲ့ပတ်သူကစိတ်မှာပါရခံစားနေရတယ်။ ဘာတွေပြောချင်တယ်လဲคันพรอมิสยูแอนี่ทิงเนี่ยဟွန်းတော့တစ်ဖက်သူကအခုချိန်မှာကိုနဲ့ရှေ့ဆက်ဖို့အတွက်ကိုစီလာဖို့အတွက်ကိုရေဒီယိုဖြစ်သေးလို့ဆိုတာမျိုးလို့မြင်နေပါကတိကဘောမှာမပေးနိုင်ဘူးဆိုတာမျိုးကွန်မစ်မန့်ပေးနိုင်လို့ဆိုရင်အဲဒီထားမှာရှိနေပေါ့နော် ဘလို့ဂတိကိုမှမပေးနိုင်တယ်လို့ဘလို့ဂတိကိုမှလည်းတီအောင်လို့ဘလို့မစူးစမ်းနိုင်သေးဘူးဆိုတာမျိုးလို့မြင်နေပေါ့နော်အဲ့တော့ပြောရရင်တော့လက်ရှိအနေအထားမှာလည်းပဲသူ့အနေနဲ့သူ့ဘက်ကပေးခဲ့တဲ့ဂတိအတိုင်းမတီခဲ့တာမျိုးတွေတကယ်မလောက်ဆောင်ခဲ့တာမျိုးတွေရှိနေမှာပေါ့နော် I can't talk to you right now ဒီလူကကိုမဟုတ်တဲ့ပေါ်တခြားဦးစားပေးရမယ့်အရာတွေသူ့ဘဝထဲမှာရှိနေတာမျိုးလို့မြင်နေပေါ့နော်ဒါကြောင့်မလို့ကိုယ်နဲ့လည်းအဆက်အသွယ်လက်ရှိအချိန်မှာမရှိတာမျိုးလို့ခံစားမိတယ်အဲ့တော့ ဘာမှရေးရသေးကြတဲ့ဆုံးဖြတ်ချက်မျိုးဂရီကိုဝမျိုးလည်းမပေးနိုင်သလိုအခုအချိန်မှာကိုနဲ့အဆက်အသွယ်လုပ်ပြီးတော့စကားတွေပြန်လည်းပြောဆိုတာမျိုးပေါ့နော်ဒါမှမဟုတ်လည်းသူရှင်းပြတဲ့နဲ့အရာကိုရှင်းပြတာမျိုးထိတ်တရင်ဆိုင်တာမျိုးဒါမျိုးတွေလည်းမလုပ်နိုင်သေးဘူးဆိုတာမျိုးလိုမြင်နေပေါ့နော်အဲတော့တခြားအလေးပေးရမယ့်အရာအလေးထားရမယ့်အရာတွေဦးစားပေးရမယ့်အရာတွေပေါ့နော် ကိုထပ်ပေါ်ပြီးတော့ဦးစားပေးရမယ့်အရာတွေသူမှရှိတယ်ဆိုတာမျိုးလိုမြင်နေ How could you ever forgive the mess I've made. ဒါမှလား question နဲ့နှစ်ယောက်စလုံးက question နေတက်နေနော်။အဲ့တော့ Will this ever change? သူလည်းပဲပြောရရင်တော့အနေနဲ့အများဆိုလို့ပေါ့နော်။ဒါကတော့အများကြီး energy နဲ့ယူဖတ်ထားတာဆိုတော့နည်းနည်းအများဆိုလို့နှစ်ယောက်ကြားဒီအခြေအနေကိုပြောင်းလဲခြင်းနဲ့ဆန္ဒရှိရဲဆိုတာမျိုးလိုမြင်နေ။ပြောင်းလဲနိုင်မလား။ပြောင်းလဲဖို့အတွက်ရောဘာတွေလုပ်ရမလဲဆိုတာမျိုးအဲ့လိုအတွေးမျိုးရရှိတယ်။နောက် ဒီသူလုတ်ခဲ့တဲ့အရာတွေပေါ့နော်သူလုတ်ခဲ့တဲ့အရာတွေအတွက်ကိုရောကိုကခွင့်လွှတ်နိုင်ရလားဘလို့စိတ်မျိုးနဲ့ခွင့်လွှတ်မှာလဲတော့သူလုတ်ခဲ့တာလည်းကိုအတွက်ကိုနာကျင်စရာတွေနာကြည့်စရာတွေဒေါသဖြစ်စရာတွေပေါ့နော်မခွင့်မလွှတ်နိုင်စရာအကြောင်းတွေရှိနေတာတော့မှကိုပကသားဝေးအေးစတဲ့နဲ့ခွင့်လွှတ်ပြီးတော့ပြန်ပြီးတော့လက်ခံနိုင်ပါမလားနောက်တစ်မျိုးပြောရလို့ရှင်တော့သူလုတ်ခဲ့တဲ့အရာတွေခွင့်လွှတ်ပြီးတော့ပြန်ပြီးတော့လက်ခံနိုင်ရလားပေါ့နော် လက်ခံနိုင်မလားလို့ပုံစံမျိုးပေါ့နော်ဒါတောင်တောင်နဲ့မတူဘူးပေါ့နော်အဲ့လိုမျိုး energy မတူဘူးဆိုတော့ကိုယ်နဲ့အဆင်ပြေသလိုမျိုးပေါ့နော်အဲတချို့ကြတော့လည်းအဲ့လိုမျိုးကိုသူမှားခဲ့တဲ့အရာတွေကိုဖြေရှင်းပြီးတော့ပေါ့နော်ကိုယ်နဲ့ကိုယ်စီရခွင့်လွှတ်မှုကိုလိုချင်နေတယ်ဆိုတော့ energy မျိုးလည်းရှိတယ်လို့တချို့ကြတော့လည်းမဖြစ်နိုင်ပါဘူးဆိုတော့အတွေးတွေကြောက်စိတ်တွေနဲ့မိကုန်းတွေအများကြီးဖြစ်နေဆိုတာမျိုးသူကိုယ်တိုင်ကလည်းတွေးဝင်နေတာမျိုးတွေးရတယ်ဖြစ်နေဆိုတာမျိုးလိုမြင်နေပေါ့နော်ဒါပေမဲ့ကိုယ့်အကြောင်းကိုတော့တချို့ ပြစ်ကျင်မှာပေါ့နော်ကိုเจ้าကိုသူရောတွေးနေလားစဉ်းစားနေမိလားခံစားနေမိလားပေါ့နော်အခုနောက်တော့ဒီဒီဒီဘော့အတိုင်းဆိုလို့ရှင်တော့အဲ့လိုမျိုးတွေးမိနေရဆိုလို့ရှင်တော့ဒေတာဘောက်တွေးမိတယ်ခံစားနေမိရဆိုတာမျိုးပေါ့နော်အာလုံးဝပြောရရင်24နာရီမှာအများစုအချိန်များစုတွေးနေရမျိုးမဟုတ်ပဲမယ်လည်းပဲညအိတ်ခံနေအချိန်ပဲဖြစ်ဖြစ်တယောက်တည်းရှိတဲ့အချိန်ပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်စိတ် အဆင်မပြေတဲ့အချိန်စိတ်ပင်ပန်းနေအချိန်မဖြစ်ဖြစ်အဲ့လိုအချိန်တွေမှာပို့ပြီးတော့တွေးနေမိရဲဆိုတာမျိုးလို့အမြင်နေပေါ့နော်အဲ့ဆိုရင်တစ်ဖက်သူကအာဘလို့အရှင်မျိုးကြီးလာလို့ရှိလဲပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့ ြောင်းလဲတခုတော့ရှိလာနိုင်မယ်ပေါ့နော်ဒီမှာတွေ့နေရရဆိုရှင်တော့တစ်ဖက်သူမှတကယ်လို့ပေါ့နော် ပတ်သက်နေတဲ့သူဒါမှမဟုတ်ကိုထပ်ပေါ်ပြီးတော့အလေးထားပြီးတော့ရွေးချယ်ထားတဲ့သူမျိုးဦးစားပေးပြီးရွေးချယ်ထားတဲ့အရာမျိုးရှိတယ်ဆိုလို့ရှိရင်ဒါဒီမှာခန်းစားရတဲ့အရာဆိုလို့ရှိရင်တော့တပ်ပါတီပေါ့နော်တခြားပတ်သက်နေတဲ့သူရှိတယ်ဆိုလို့ရှင်ဒီလူနဲ့ဆက်ဆံရေးကိုအဆုံးသတ်ပြီးတော့ကိုယ့်စီကိုရောက်လာမယ်ဆိုတာမျိုးကိုနဲ့နှစ်ယောက်ကဆက်ဆံကိုနဲ့နှစ်ယောက်ကြားကအခြေအနေကိုအပြောင်းလဲတစ်ခုအနေနဲ့ပေါ့နော်မထင်မှန်ထားတဲ့အချိန်မှာအပြောင်းလဲတစ်ခုအနေနဲ့ အဲပြောင်းလဲတစ်ခုဖြစ်အောင်လို့ဖန်တီးပြီးတော့ကိုယ်နဲ့စုံစည်းဖို့အတွက်ကိုယ်နဲ့ပြန်ပြီးတော့အဆင်ပြေအောင်လုပ်ဖို့အတွက်စူးစမ်းလာမယ်ဆိုတာမျိုးလိုမြင်တယ်။ပြောရရင်တော့သူရွေးချယ်ထားတဲ့အရာ သူဥစားပေးခဲ့တယ်ပေါ့နော် ကိုယ့်ထက်ပိုဥစားပေးခဲ့တဲ့အရာတစ်ခုဒီအရာကိုအာလွှတ်ချပြီးတော့အဆုံးသတ်ပြီးတော့ကြောက်ခိုင်းခဲ့ပြီးတော့ကိုယ့်စီကိုရောက်လာမယ်ဆိုတာမျိုးလိုမြင်တယ်ပေါ့နော်ဟွန်းအဲ့တော့နှစ်ယောက်ကြားမှာ ြောင်းလဲရှိလာလိမ့်မယ်ပေါ့နော်ပြန်ပြီးတော့ reunion လေးမြင်နေအဆက်အသွယ်လေးပြန်ရလာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေဒီမှာဆိုလို့ရှိရင်တော့อืมဒါကတော့အချိန်ကာလကတော့တယောက်နဲ့တယောက်နဲ့ကတော့ဒီမှာမဟုတ် general reading လေးဖြစ်တယ်ဆိုတော့လေဒါမဲ့ကိုမထင်မထားတဲ့အချိန်မှာမထင်မထားတဲ့ပုံစံမျိုးနဲ့သူစီရနေဆက်သွယ်လာတာမျိုးသူကိုစီကိုရောက်လာတာမျိုးသူနဲ့ပြန်မေးဆုံးစီရတာမျိုးပေါ့နော်ဒါမျိုးတွေရှိလာလိမ့်မယ်ဆိုတာမျိုးလို့တော့မြင်ရပါတယ် ဒါကတော့ collective reading လေးဖြစ်ပါတယ်ရှင်။အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်။မိတ်ဆွေများအားလုံးပဲပြည့်ပြည့်များပြီးကြွားပြီးကိုယ်ရောစိတ်ပါကျန်းမာကျန်းသာကြပါစေ။ကောင်းသောလူရင်းဆန္ဒမှန်သမျှလည်းပြည့်ဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမမာနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပါရှင်။